ဲ့ဒီကြားဖြန့်နေကအကောင့်ဘလောက်ဝယ်လဲဆိုတော့ဒေါ်လာနဲ့ဝယ်တာရှိတယ်ယွမ်နဲ့ဝယ်တာရှိတယ်ဘတ်နဲ့ဝယ်တာရှိတယ်ဒေါ်လာနဲ့ဆိုရင်အနည်းဆုံးအောက်အောက်ဆုံးဈေးနှုန်းပေါ့နော်အောက်ဆုံးဈေးနှုန်းဆိုရင်14ဒေါ်လာလောက်ရှိတယ်ဒေါ်လာကို4000ကျော်ပဲတွက်လိုက်10ဒေါ်လာဆိုရင်4000အနည်းဆုံး အနည်းဆုံးသူတို့ကရောင်းရင်အနည်းဆုံး6000ထံမှရှိတယ်အဲကြောင့်ကျွန်တော်တို့ဒီဘက်ကနေ user တွေပါရေဆိုတော့မရောင်းတော့ဘူး user တွေရောင်းရတာရှင်းပြရလဲခတ်တယ်လီပြီးရင်တို့ကတချို့တန်းကနားမလဲကြောင်နားမလဲ user နဲ့မလုပ်တော့ဘာလို့မလဲအကြမ်းဖက်မဲ့သူတို့ကရောင်းမှာပေါ့အကြမ်းဖက်ရင်တို့က6000ကျော်လောက်ရတယ်လေအဲအဲ့က6000ကျော်လောက်ရတဲ့ပို့သူရရအောင်အဲ့ကကြားဖွဲစားထိုင်နေရရတယ်သူတို့ကနေပြီးတော့မှဒီလိုမျိုးဒီဘက်ကနေ WeChat ကိုဝဲတယ်ဝဲတယ်ဝဲ သူတို့ကဘသူတွေစီပြောင်းလဲဆိုသူတို့ကမပြောသိသိလေးပဲဝယ်ကြတာသူတို့ကတော့ဘလောင်းတွေပြောင်းဝယ်ကြလဲဆိုရင်3000ကျော်အဲ့လောက်တင်တယ်သူတို့ကပြောင်းဝယ်ကြတာဝယ်ပြီးတော့ဟိုဘက်ကသူတို့က6000တောင်းနဲ့ပြန်ရောင်းကြတာနော်အဲ့လိုမျိုးအဲ့တော့အကောင့်တွေအများကြီးဝယ်တယ်ဆိုရင်အကြဖြန့်ပြတိလားအကြဖြန့်အကြဖြန့်နော်ပြောရလဲမောတယ်ဝီချက်ရောင်းနေရင်ရောင်းဝယ်ရောင်းလုပ်နေရင်ကိုယ်ဝီချက်ကဘာလဲဆိုတာလည်းသိအောင်လုပ်ကြအောင်